အားလုံးပဲမင်္ဂလာပါဒီနေ့စက်တင်ဘာလ28ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေ true sense တွေထဲကနေပြီးတော့ပထမဆုံးအထူးဆန်းကတော့အဲ့ဒါကရခိုင်ပြည်နယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့တိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်အဲ့ဒါကစကားဆန်းနဲ့ဖြစ်တယ်လို့ RSA လို့ခေါ်တဲ့ ASA နော် ASA ဖွင့်နေလေတိုက်ပွဲဖြစ်နေတယ်ဆိုတော့ A ကတော့ကျွန်တော်တို့တိုက်ရတာရင်ဆိုင်ရတာစစ်ပွဲတွေရင်ဆိုင်ရတာဆိုလို့ချင်းနှစ်ဖွဲ့ရှိတယ်နောက်တစ်ဖွဲ့ကတော့စကားဆာနောက်စကားဆာကတော့ ဟုတ်ကဲ့မမဲလုံးတွေပေးပြီးတော့သူတို့ကို mind တိုက်ထားတယ်နော်အာစာလို့ခေါ်တဲ့ဒီအကြံဖတ်ဖွေးစည်းတွေကိုနေပြီးတော့သူတို့ကလက်နဲ့တွေတက်စင်ပေးတယ်မင်းတို့ပြည်နေကိုမင်းတို့ပြန်တိုက်ရမယ်ဆိုတော့အဲ့ဒီယုံချီမိုးနဲ့တွေးပြီးတော့ဘာသာရေးနဲ့တွေးပြီးတော့ကို mind လုံးထက်ထားလိုက်တာထက်ထားလိုက်တော့ဟိုကလည်းမိသွားတယ်အမိသွားတဲ့အခါကျတော့အဲ့ဒီမှာအာစာဖွေးတွေကနေပြီးတော့ AA ကိုတိုက်နေတယ်တိုက်နေတာကဘလောက်ထိနော်သူတို့အတွက်စိုးရင်စရာရှိလဲဆိုလို့ရှိရင်အဲ့ဒီကောက်ကစားမှရှိတဲ့အဲ့ဒီဒုက္ခတွေပေါ့နော်ဒီဖက်ပြေးသွားတဲ့လူတွေအဲ့ဒီပြေးသွားတဲ့လူတွေကအရင်တုန်းက ဒီမာလာတွေကနော်အဲ့ဒီမှာတိုက်ထုတ်လိုက်တာနော်တိမ့်နဲ့ခြေပြောင်းဒီဘက်မှာရောက်သွားတယ်နော်ကောကစားမှာအဲ့ဒီမှာဒုက္ခသည်ဖြစ်တဲ့သူတို့အဲ့ဒီမှာရှိနေတယ်ဆိုတော့အဲ့ဒီလူတွေကအေအေကိုပါခေါ်လဲဆိုလို့ရှိရင်နော်နာဇီစစ်တပ်ဆိုပြီးတော့အဲ့လိုမျိုးသူတို့ကိုအလုံးသူတို့ရဲ့စိတ်ထဲမှာအဲ့လိုမျိုးဖြစ်အောင်နော်ဆိုင်ပွဲတွေတင်းပြီးတော့အဲ့ဒီမှာဒီဒုက္ခသည်စခန်းလေးမှာအဲ့ဒီကောကစားမှာဒုက္ခသည်စခန်းမှာနေပြီးတော့သူတို့အေအေကိုစန့်ကျင်တဲ့စန့်ကျင်မှုတစ်ခုသူတို့လုပ်တယ်နော်ဆိုင်ပွဲတွေနဲ့ပါတွေနဲ့အဲ့ဒီပြီးတော့ကပမီဒီယာမှာကပါကနေပြီးတော့ နော်ရရှိအောင် attention ရရှိအောင် AA ကိုဖိအားပေးတာနော်အဲ့ဒါကိုသူတို့က Nazi စစ်တပ်ဆိုတာဒီခေါင်းစဉ်တက်ပြီးတော့ကျွန်တော်တို့ဆန္ဒပြကြရတာပေါ့အဲ့ဒီမှာနော်ဆန္ဒပြကြတယ်ပြီးလို့ရှိရင်တော့အာစာကလည်းဒီမောင်တော်မြောက်ပိုင်းမှာရှိတဲ့နော်ဒီနေဆက်မှာပေါ့နော်မတိုင်နော်56နဲ့59အကြာမှာ point 601ဆိုတာရှိတယ်အဲ့ဒါက A ကနေပြီးတော့စကဆရဲ့ point 601ကိုနေပြီးတော့အဲ့ဒီကုန်းကိုသိမ့်ပိုက်လိုက်တယ်နော်သိမ့်ပိုက်လိုက်တယ်အဲ့ဒီမှာအပြည့်အစည်တွေရှိတယ်ဆိုတော့အဲ့ဒီမှာစခန်းတွေကတော့ နေနေပေါ်ပါပဲရှိတဲ့ခါကျတော့အဲ့ဒီစခန်းကိုတိုက်ဖို့သူတို့လုပ်တယ်ပြီးလို့ရှိရင်တော့ဒုံယုံစခန်းအဲ့ဒီဒုံယုံစခန်းတွေကိုနေပြီးတော့အစာကတိမ့်ဖို့အတွက်နဲ့နေအကြီးအကျယ်လုပ်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာရှိတဲ့နော်ပြည်သူလူထုတွေနော်ပြည်သူလူထုတွေရဲ့အသက်အိုးအိမ်တွေကိုချိန်ချောက်မှုတွေရှိတယ်ရေးဆွဲမှုတွေရှိတယ်တပ်ဖြတ်မှုတွေရှိတယ်ဆိုတာကိုအေအေကဟိုတရားမြတ်ကထုတ်ပြန်ပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒီမှာလုံခြုံရတဲ့တုံးနှင်းပြီးတော့အထူး စီစဉ်မှုတွေသူတို့လုပ်နေတဲ့ဆိုတဲ့ဟာကိုလေအေးကထုတ်ပြန်ထားတာကိုတွေ့ရတယ်ဆိုတော့ပြင်းပြထန်ထန်သူတို့ကလုပ်နေတဲ့အဲ့ဒီပြတော့ဒီဖက်မှာတကယ်ဆက်ကုမဲ့ကုကာလာမှာအေးကအကြိုက်ရိုက်နေတဲ့အချိန်မှာမမအလားနဲ့တိုက်နေရတဲ့အချိန်မှာသူတို့ကခွင်းကောင်းယူပြီးတော့ ောင်ဖက်မှာဝင်တိုက်ဖို့အတွက်တိမ့်ဖို့အတွက်လုပ်တယ်ဆိုတဲ့ဟာကတော့တကိတ်စိုးရင်စရာတွေကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဟုတ်ဖက်မှာတိမ့်နေချီပြီးတော့နော်ကော့ကစားဖက်မှာအဲ့ဒီဒုက္ခသစ်တွေကလည်းအကုန်လုံးအဲ့ဒီမိုင်းလုံးတွေအကုန်လုံးဝင်နေတယ်နော်အေအေကနေပြီးတော့ငါတို့ကမောင်းထုတ်ခဲ့တာဒီလိုဖြစ်တယ်ဆိုတဲ့ဟာကိုအရင်ကမာလာမောင်းထုတ်ခဲ့တဲ့ဟာတော့သူတို့အကုန်လုံးမိတ်ကုန်ပြီဆိုတော့မာလာကအကုန်လုံးမိုင်းတိုက်ပြီးတော့သွေးထိုးပြီးတော့သွေးခွေးပြီးတော့သူတို့လောက်တာကို ျွန်တော်တို့တွေ့နေရမှာဖြစ်တယ်ဆိုတော့ဒါကတော့ AA တကယ်တကယ်အကြီးအကျယ်ရင်ဆိုင်နေရတဲ့အခုရင်ဆိုင်နေရတဲ့ပြဿနာပေါ့နော်ဆိုတော့ဒီမှာအာဆာနဲ့တိုက်ပွဲတွေကတော့ရှိနေတယ်ဆိုတဲ့ဟာကိုတော့တွေ့ရတယ်ဟိုတရက်နေရကအာဆာကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရတယ် AAS ခန့်ခုကိုတင်လို့ရတယ်ဆိုတဲ့တည်င်းထပ်ပုံတွေတက်တယ် ဒါပေမဲ့အေအေကတော့ပြောရွေးဆိုခွင့်ရှိတဲ့လူကတော့တိမ့်ပိုက်ထားတာမရှိဘူးဆိုတဲ့ဟာကိုတော့တော့ဘူးတလုံးနဲ့ကျွန်တော်တို့ညင်းတာတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဘယ်သူမှန်းလဲဘယ်သူမှားတယ်ဆိုတာပို့ပြီးတော့ညင်ရင်လာရလိမ့်မယ်ဟိုဖက်ကအေအားတောင်းတယ်လေးထောင်ဆိုတော့နေတာမှမဟုတ်ဘူးเนาะအဲ့ဒါကိုကျွန်တော်တို့အေအေရဲ့စေအစွေချုပ်ဘုတ်ချုပ်ထုံးမြနိုင်ကနေပြီးတော့ပြောတာကိုလေးတွေ့ရတယ်ဆိုတော့အေအေကเนาะအခုအာစာရဲ့အင်အား၄000အခု၄000ပဲရှိသေးတယ်เนาะ နောက်မြောင်များစွာလာအောင်မယ်ဘာဖြစ်ဆိုတော့ကော့ကစားမှာလူသိင်းနေချီလို့ရှိတယ်ဆိုတော့အဲ့ဒီဟာကတော်တော်ကိုနော်စိုးရင်စရာရှိတဲ့နော်လုံခြုံရေးလုံခြုံရေးတွေဖြစ်တယ်အဲ့ဒါကမြန်မာနိုင်ငံရဲ့မြန်မာပြည်တပြည်လုံးရချင်းချောက်မှုဖြစ်တယ်ဆိုတော့သူတို့ကတော့ကဘာမှာလည်းအထင်ချင်ရှိထားတယ်နော်ကိုလသမကလည်းသူတို့ဘာပဲလုပ်လို့အမှန်တွေပဲနော်အဲ့ဒါကိုတော့အောင်ဆန်းစုကြည်တို့တောင်းမှာသွားပြီးတော့ဒါ ICC တရားရုံးမှာဖြစ်ရှင်းရတယ်ဆိုတော့အခုဘုံချုပ်ထွန်းမြင့်နိုင်ကိုသူတို့တရားစွဲတယ်တရားစီရင်ခုံရုံးမှာအဲ့ဒီ permanent ထုတ်ပေးဖို့တောင်းတယ်စသဖြင့် ငါဘသူပဲတက်တက်အဲ့ဒီပြဿနာတော့ခံနေရပါမယ်သူတို့ကတိသွားပြီလေကဘာက attention ဖြစ်တာကဘာလည်းအရင်တော့ကနော်သူတို့ကတော့တိတ် attention ရှိဖို့ကိုကတော့စောက်တာ attention နော်ရလာတဲ့ခါကျတော့ဘာပဲလုပ်လို့သူတို့အမှန်ပဲအဲ့လိုမျိုးဖြစ်သွားပြီနော်ကုလသမဂ္ဂကလည်းဆိုတော့ AA ရဲ့ chat တွေကတော့အဲ့ဒီဟာ chat တွေနဲ့တော်တော်ကိုဂျုံရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒါတော့ AA ရဲ့ chat တွေတခုတည်းမဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ chat တွေဆိုတာကိုတော့ကျွန်တော်တို့သတိထားဖို့လိုလိမ့်မယ်နောက်တစ်ခုကဒီမအလကဒီ jump party မှာဆိုလို့ရှိရင်အလုံးအရင်နဲ့ အဲ့ဒီမှာအလာရဲ့စစ်တပ်တွေကအကုန်လုံးရွှေ့ပြောင်းလိုက်တယ်နော်ရွှေ့ပြောင်းလိုက်တယ်အဲ့ဒီနေရာတွေမှာတကယ်နော်အစ်စ်တွေနဲ့သူတို့ခန့်ထားတယ်အဲ့ဒီမှာညိုမိုးတို့နော်တမမိုးတို့ကပါစာမိုးတို့စသဖြင့်ဒီနေရာတွေမှာအစ်စ်တွေကိုနေပြီးတော့လူစားလဲပြီးတော့လုံနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကအထုတက်အထုတက်ကအဲ့ဒါက6ခုရှိတယ်နေပြီးတော့မှာနော်အဲ့ဒီမှာဆိုလို့ရှိရင်1 2 3 4 ငါထီတော့ထားပြီးတော့6ကိုဖြုတ်ချလိုက်တယ်เนาะဖြုတ်ချလိုက်တယ်ဆိုတော့အစ်ပြရတော့အဲ့ဒီမှာ6ကလူတွေကိုအကုန်လုံးလူနေတဲ့ဟာကိုပေါင်းလိုက်တယ်အဲ့ဒီမှာတိကနေပြီးတော့နော်ငါအထစ်ကိုအင်အားစုလိုက်တယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရနေမယ်အတိပရတော့နေပြည်တော်ကိုကောင်းကောင်းမွန်မွန်အထုတပ်ဖွဲ့နဲ့ခုခစစ်ကိုပြင်ဖို့အတွက်သူတို့ကအခိုင်အမာလှုပ်ထားတယ်ဆိုတဲ့ပုံစံကိုဒီနေ့နိုင်ငံရေးကျွမ်းကျင်တဲ့လူတွေကနော်ခမထားလာကိုကျွန်တော်တို့တွေ့ရနေမယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်စက်ကစက်ကစစ်တိုင်ပေါင်း၁၄ခုရှိတယ်နော်၁၄ခုအပြင်ခုနကအထုတပ် ဲ့ဒါကနေပြီးတော့မှရှိတယ်ဆိုတော့အထုတက်ကကသထနော်ကသထကနေပြီးတော့6ခုရှိတယ်6ခုမှအခုတစ်ခုကိုတင်လိုက်ပြီးတော့ဖြုတ်တင်လိုက်ပြီးတော့အဲ့ဒီအင်အားကိုနေပြီးတော့တရနေမှ9ကိုနေပြီးတော့အကုန်လုံး သူတို့အင်အားဖြစ်လိုက်တဲ့ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကစကိုင်းတိုင်းစကိုင်းမျိုးရဲ့အဝင်ဝကနေပြီးတော့ PDF တွေက1တိုက်တယ်။တိုက်တဲ့ခါကျတော့အဲ့ဒီမှာရှိတဲ့ gate စောင်းတွေပေါ့နော်။နည်းနည်းပေါ်ပါပဲရှိမှာပါ။နော်တိတ်လူအားများမှာမဟုတ်ဘူး။ဒါပေမဲ့အခုကတော့ဒေါ်လာရဲ့ kit ဆိုတော့နော်ဒေါ်လာရဲ့ color ဆိုတော့အဲ့ဒီမှာအနည်းဆုံးတော့30ရှိလိမ့်မယ်။ဆိုတော့အဲ့ဒီဟာလူတွေကနေပြီးတော့လုံးဝကုခံစိတ်မရှိမနေအကုန်လုံးဖျက်ပစ်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်။နောက်တစ်ခုက KNU ရဲ့ကောင်းဆောင်ပဒုကွယ်ထိုးရဲ့ကျွန်တော်တို့ NUG ရဲ့ကောင်းဆောင်သမတပေါ့နော်။ရာကြီးသမတနှစ်ယောက်တွေ့တယ်။တွေ့ပြီးမှနော်ဒေါ်လာရဲ့ကိုအရှိန်မြှင့် အတွက်သူတို့သဘောတူညီချက်ရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒီဟာကတကယ်ကြီးစရာပဲเนาะကြီးစရာပဲဘာဖြစ်လို့ကြီးစရာလဲဆိုလို့ရှိရင်သူတို့က K2C ကိုကျင်ညာတာကြားပြီးအဲ့ဒီ K2C မှာအဲ့ဒီ KNU နဲ့ NUG ကပါပြီးသားပဲเนาะအဲ့ဒီမှာเนาะဆိုတော့ CNF ပါတယ်အဲ့ဒီမှာ C ဆိုတာ CNF နော်ဆိုတော့အဲ့ဒီမှာ K ရတော့ K2C ဆိုတော့အခုကတော့ KNDF တို့ဘာလို့ပါတယ်လေဆိုတော့အဲ့ဒီနဲ့ကျွန်တော်တို့ဒီဖက်မှာ KNU တို့နော်သူတို့ပေါင်းတာဘာလုံးနေကြလဲဘာတွေအိတ်နေကြတယ်လဲ တစ်သူညာနှစ်ခွန်ရဲ့ဒုတိယ line လေးပြီးသွားပြီပထမ line လေးပြီးသွားပြီနော်ပြည်နေတွေကလည်းအကောင်လုံးမြို့တွေကလည်းတင်းတာနော်ယာနဲ့ချီပြီးတော့တင်းလိုက်ပြီဒါပေမဲ့အခုတက်တီသူတို့ကမသိသေးဘူးအဲ့ဒီမှာပေါင်းစည်းဖို့အမြင့်တင်ဖို့ပါတော့ခုမှလောက်တာမရှိသေးဘူးဆိုတော့အခုမှသူတို့ကပြန်ပြီးတော့အာအဲ့ဒါကိုနော်သဘောတူညီချယ်ရီရတယ်ပါတယ်ဆိုတော့အခုပြန်ပြီးတော့ concrete ကနေပြီးတော့ဟောမြဝတီထိပောက်သွားပြီအခုမြဝတီကနေပြီးတော့အခု ADDKPA တို့အာ BGF တွေကပေါင်းမှုတော့ထိုးစစ်ဆင်နေပြီအခုအာချလာမတ်ကိုဖွင့်ဖို့အတွက်ဒီနေ့တည်င်းတက်လာပြီဆိုတော့ ဘလို့လုံးမလဲအဲ့ဒီဟာခုမှပဲစင်းလုံးမလို့လဲနာမလာတော့အကုန်လုံးသူတို့ကိုတင်ကျုံပြီးတော့နာတရားဆွဲပါလေရောအဲ့ဒါမှကရောအဲ့ဒါ KNU ရဲ့အုတ်ထားရောဘာရောသူ့ဖွဲ့စီတော့အကုန်လုံး everyday chain line council ကလည်းအဲ့ဒီမှာလည်း16ရောက်အကုန်လုံး AA ပါနော် PDF ပါအကုန်တင်ကျုံပြီးတော့ကိုတရားဆွဲလိုက်တယ်ပြီးရောနော်ဆိုတော့မှကရောပဲဆိုတော့အခုတက်တီအိမ်မနိုးသေးဘူး အဲ့ဒီပြရတော့အခုမှပဲစပြီးတော့သဘောတူတာမရှိသေးတဲ့သဘောတူတယ်ဆိုတာလုတ်ဖို့ကပြင်ဆင်ဖို့ကအများကြီးအများလုံသေးတယ်အရင်ကတည်းကဘာဖြစ်လို့မပြင်ဆင်တာလဲသူတို့ကတော့မသိဘူးလားသူတို့ကဟာတော်တော်ကိုရည်စရာကောင်းတဲ့သတင်းတစ်ပုဒ်ပေါ့နော်ဒါပေမဲ့သတင်းမှာပါတော့လဲတော့ပြောရတာပေါ့နော်ပြောရတာပေါ့နောက်တစ်ခုကတရုတ်ကနေပြီးတော့ထိုင်ဝမ်ကိုနော်အဲ့ဒီမှာတင်ပိုက်ဖို့အတွက်ဖိလစ်ပိုင်ကျွန်းစုတို့ကျောင်းငယ်တွေကိုတင်ပိုက်ဖို့အတွက်နော်အဲ့ဒါကတော့တကယ့်စစ်မျက်နှာပြန်ရှေ့အထိခွင့်လိုက်ထားတဲ့လှုပ်ဝဲချက်တစ်ခုကိုပေါက်သွားတယ် ော်အဲ့ဒီဟာလည်းတော်တော်ကိုနော်ကျွန်တော်တို့စိုးရင်စရာကောင်းတယ်အဲ့ဒါကောင်းမြန်မာနိုင်ငံအတွက်တော့ကောင်းတယ်လို့ပြောရမလားနော်အဲ့လိုမျိုးဒီထိုင်ဝမ်တို့ဘာလို့ကိုတိတ်လို့ရှိရအမေရိကနဲ့ဒီတရုတ်နဲ့ကနော်ထိတိုက်တွေ့လိမ့်မယ်တွေ့တဲ့ခါကျတော့အခုသူတို့ဖက်မှာတော့ဟိုခေါက်ကလာတဲ့ခါကျတော့ကျွန်တော်တို့ရုရှားသမ္မတကတော့အဒီလက်နဲ့တွေထောက်ပံ့ဖို့နော်အကူအညီတွေပေးဖို့စသဖြင့်အဲ့ဒီဟာကိုသဘောတူညီချက်တွေကိုသူတို့သဘောတူညီပြီးသားဆိုတော့အခု2020ခုမှာအဲ့ဒီထိုင်ဝမ်ကိုတိတ်ဖို့အတွက်သူ့ရဲ့နော်ပလန်တွေကိုဆွဲထားတာနော်စစ်မျက်နှာပြင်ရှေ့ရကိုဖွင့်ထားတယ်ဆိုတဲ့ဟာကိုပေါက်ကြားတယ် ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့2029ဆိုတော့နေနေတော့လို့တော့လို့သေးတယ်နော်ဒါအဲ့ဒါကိုအဲ့ဒီလိုအပ်ချက်ကိုပေါက်ကြားသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်ကတော့မြင်မြင်ဖြစ်စေချင်တယ်အဲ့ဒီမှာထိုင်ဝမ်နဲ့ဒီတရုတ်နဲ့ဖြစ်ပြီဆိုလို့ရှိရင်တရုတ်ကဒီဖက်မှာဝင်လာလို့မသိမလွေတော့ဘူးเนาะအဲ့ဒီအမေရိကန်နဲ့ထိုက်ထိုက်တွေးပြီထိုင်ဝမ်ကိုချပြီဆိုလို့ရှိရင်အမေရိကန်နဲ့ထိုင်ဝမ်နဲ့ကနောက်တကိတ်မဟာမိတ်တွေဖြစ်တဲ့ခါကျတော့ အဲ့ဒီမှာအမေရိကန်နဲ့ထိတိုက်တွေ့ပြီတွေ့တဲ့ခါကျလို့ရှိရင်အဲ့ဒီခါကျမှသူတို့ကမြန်မာနိုင်ငံဖက်ကိုသူဖိလက်လို့မနိုင်တော့ဘူးနော်အဲ့ဒီမှာပဲနဗန်းလုံးပြီးတော့ရှုပ်နေမှာဆိုတော့အတားတော့ကျွန်တော်ကတော့သဘောကျတယ်နော်သဘောကျတယ်အဲ့ဒီထိုင်ဝမ်ကိုအရင်ဆုံးသိရင်ကောင်းတယ်သိလို့ရှိရင်သူတို့ကအမေရိကန်နဲ့ထိတိုက်တွေ့ပြီထိတိုက်တွေ့လို့ရှိရင်ခုနကမြန်မာနိုင်ငံမှာခြေလေးတဲ့ဟာဟုတ်သမျှအကုန်လုံးသူတို့ကအခြေအနေတမျိုးပြောင်းသွားမယ်ဆိုတော့ပိုးပြီးတော့လဲဆုံးနိုင်တဲ့ဟာလေးရှိတာပေါ့ဘာဖြစ်ဆိုတော့အမေရိကန်နဲ့စစ်ဖြစ်လို့ရှိရင်ဒီမြန်မာနိုင်ငံကသူ့ရဲ့ထွက်ပေါက်တွေဆိုတော့မြန်မာနိုင်ငံကိုအဓိကဝင်ဆောင်မလား အမြန်မာနိုင်ငံကအဓိကချေကုတ်ယူပြီးတော့အဲ့လိုမျိုးတကယ်တင်ပိုက်မှုတွေလုံမလားဆိုတဲ့ပုံစံမျိုးတော့နော်ကျွန်တော်တို့တမျိုးပေါ့ဖြစ်လာနိုင်တဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးအခြေအနေတော့ကျွန်တော်တို့တွေ့ရတယ်။အခုကခုနငါကျွန်တော်ပြောတဲ့ထင်မှလည်းပါသွားပြီ။အဲ့ဒါကပါလဲဆိုလို့ရှိရင်ကရင်ပြည်နယ် concrete အရှာလမ်းမမှာဆိုလို့ရှိရင်အဲ့ဒီမှာသူရဲ့ BGF နော် BGF နဲ့ဒီစက္ကဆန်နဲ့ပေါင်းတယ်ပေါင်းပြီးမှတခါအဲ့လိုမျိုးထိုးစစ်ဆင်တယ်။အဲ့ဒါက တကယ်အဲ့ဒီနေဆက်ကိုနော်အဲ့ဒီအရှာလမကိုပြန်ဖွင့်ဖို့အတွက်သူတို့လုပ်တယ်ပြီးလို့ရှိရင် PGF ရဲ့တပ်သားတွေကိုအကုန်လုံးဒုံးပညာတွေနော်ဒုံးပညာတွေပို့ချနေတယ်ဆက်ကဆက်ကအဲအဲ့လိုမျိုးလေးကျွန်တော်တို့တွေ့ရတယ်ပြီးလို့ရှိရင်မောင်ချစ်သူရဲ့ဒီသားတယောက်ရှိတယ်နော်သားအဲ့ဒါက Saw to a Moose ဆိုတဲ့သားရဲ့ ဒီမွေးနေ့နေ့တားရတားပေါ့ဒီအမောင်ချက်သူမှာဆိုလို့ရှိရင်တော့မြင်းတယောက်ပေါ့နော်အဲ့လိုမျိုးပွဲဘောလုံးပွဲလုပ်တယ်နော်ဘောလုံးပွဲလုပ်ပြီးတော့အဲ့ဒီမှာကျွန်တော်ကြည့်တယ်နော်အဲ့ဒီမှာနိုင်ငံခြားသားတွေအများကြီးပါတယ်ဘာမှမဆိုတော့အဲ့ဒီရွှေကုတ်ကူမှာဆိုလို့ရှိရင်တော့အခုလိုနိုင်ငံခြားသားတွေလေကြားဖြတ်နေအများကြီးပဲအဲ့ဒီမှာအမေတို့အဖြူတို့တကယ်ဒီအမေရိကရောက်စရာမလိုဘူးနော်အဲ့ဒီရွှေကုတ်ကူမှာတော့အကုန်လုံးအဲ့ဒီမှာလူမျိုးပေါင်းစုံရှိတယ်တရုတ်လည်းရှိတယ်ဗီယက်နမ်လည်းရှိတယ်အဲ့ဒီအာရှကလူတွေအကုန်ရှိတယ်ပြီးလို့ရှိရင်တော့အမေရိကကလူတွေလည်းရှိတယ်အခုအဖြူအမေအကုန်ရှိတယ်အဲ့ဒီဘောလုံးပွဲမှာကြည့်လိုက်နော်အဲ့ဒီအဖြူအမေတွေကြီးပဲအကုန်လုံး ဘာလို့ဆိုတော့အဲ့ဒါဂျာဖြန်းတွေကြီးပဲဆိုတော့သူတို့ဘောလုံးပွဲလုပ်တယ်ဘောလုံးပွဲလုပ်ပြီးတော့အဲ့ဒီမှာပထမဆုံးရတဲ့အဖွဲကိုသိန်း2000အာပေါ့ပေါ့နေတာမဘလောက်ချမ်းသာလဲဆိုတော့အဲ့ဒါပဲချင်းလိုက်တော့အဲ့ဒီဘောလုံးပွဲမှာပထမဆုံးကိုသိန်း2000တော့သိန်း2000ပွဲအဲ့ဒါကြောင့်ဒီနေ့ထက်ထိမုံချစ်သူဟာဆိုလို့ရှိရင် KNU မနိုင်တာဒါပဲစီးစဉ်ဥစ္စာဘလောက်ချမ်းသာလဲဆိုတာနောက်ပြလို့ရှိရင်အင်အားတောက်အောင်မြှောက်ပေးထားတယ်ဆိုတော့ဒါကတော့တကယ်ဆိုရင်ဇာနော်ဆိုရင်ဇာမုံချစ်သူဘယ်တော့မှလည်း ောင်းလာမှာမဟုတ်တော့ဘူးဘာဖြစ်ဆိုတော့ तू อ่ะတအားချမ်းသာတယ်ဒီချမ်းသာမှုတွေမှာပြောပြီးတော့တော့ကိုလူမျိုးရဲ့ဆိုတာလည်း तू မသိတော့ဘူးဘာမှလည်းမသိတော့ဘူးเนาะအခုမြောက်ဝတီကိုတိမ့်လို့မရတာအဲ့ဒီကောင်ပဲเนาะအခုအာရှလက်မကိုထိန်းနေတာ KNU ကအဲ့ဒီကောင်ပဲငါအဲ့ဒီကောင်ပဲဆိုတော့အဲ့ဒါကိုစကားစမသိတာတော့မဟုတ်ဘူးဒီနေ့ကြားလို့ရှိရင် तू ကောင်းလေဒုက္ခတော့ခံအောင်မယ်เนาะခံအောင်မယ်ဘာဖြစ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တင်ကညီနောင်တို့ဘာတို့ဟိုးမှာမြောက်ဝတီထီရောက်တာအဲ့ဒီကောင်ကြောင့်ပဲဒီ KNU ကတိုက်လို့ရတယ်ဆိုတာဆိုတော့အဲ့ဒီမြောက်ဝတီကနေပြီးတော့ပြန်ပြီးတော့ဆုတ်လိုက်ရတယ်ဆိုတာကလည်း KNU ဆုတ်လိုက်ရတာဆိုလေအဲ့ဒီကောင်ပဲ နော်အဲ့ဒီ comment ဆိုတော့အဲ့ဒီကနေပြီးတော့တိမ့်တိမ့်တိမ့်တော့လာတယ်ဟောမဘောလေးပြူဟာတစ်ခုပဲကြံတော့တယ်နော်အဲ့ဒီဟာကြောက်ဖြစ်တာလေဒီကောင်ပဲနော်အခုသူကပြောတယ်ရွက်ကောက်ပွဲကငါတို့ကထောက်ခံမယ်ဆိုပြီးတော့ပြောတဲ့နေ့ကနေစပြီးတော့ဒီအောင်စရာစစ်ကြောင့်ကိုရက်ပေါင်း900နဲ့300ရက်အထိထိနိုင်တယ်ဆိုတာ KNU ကိုထိနိုင်တယ်ဆိုတာအဲ့ဒါမောက်ချစ်သူပဲနော်မောက်ချစ်သူပါလို့ပဲဟုတ်လားမဟုတ်လားစဉ်းစားကြည့်လေနော်အခုသူကရွက်ကောက်ပွဲကိုထောက်ခံမယ်ပြောတဲ့နေ့ကနေစပြီးတော့အောင်စရာစစ်ကြောင့်ဟောမြောက်တွေကိုရောက်သွားတယ်နော်အခုလက်ကကောမြူးတေးတွေကိုတိုက်တယ်နော်အခုအာရှနာမတ်ကိုဖွင့်ဖို့သူတို့လုပ်တယ်ဆိုတာ ခင်ဗျမနိုင်မမနိုင်တာနော်နိုင်မမနိုင်တာနိုင်တယ်ဆိုလို့ရှိရင်အခုကချင်းမှာခြေလိုက်နော်အဲ့ဒီပြည်သူစစ်တွေပါတဲ့အောက်ကုန်ဖြုတ်လိုက်တာနားမထောင်ဘူးလားနားမထောင်အောင်ဖြုတ်တာနော်ဖြုတ်လို့မှမနိုင်တာနော်မနိုင်တဲ့ခါကျတော့ KNU ကနော်လုံးဝပုံချစ်သူကိုမနိုင်တဲ့ခါကျတော့အခု KNU ဘာမှလုပ်လို့မရဘူးနော်တုံရဲမှာတုံရဲပဲအဲ့ဒီမုံချစ်သူပါတဲ့နေ့က KNU နိုင်တဲ့နေ့ပဲနော် KNU ရှုံးတဲ့နေ့ကမုံချစ်သူဟိုဖက်မှာပါတဲ့နေ့ပဲဆိုတော့ဒါကိုပဲခြေလိုက်မုံချစ်သူရဲ့အခြေအနေဘလောက်ကောင်းလဲဆိုတာအခုဘောလုံးပွဲကိုပဲခြေလိုက်လေအဲ့ဒီဘောလုံးပွဲပထမဆုရတဲ့လူကိုတောင်မှသိန်း1000သိန်း1000တော့ တော့တောင်းရတယ်လို့မဟုတ်ဘူးဆိုတော့ဒါအသွေးအဖွဲ့ပဲရှိတယ်သူ့ရဲ့အိတ်ခစ်ကနေမုတ်ဖို့ပဲရှိသေးတယ်ဒါမုတ်ဖို့လေးပေးလိုက်တာအဲ့ဒီပြရတော့နော်မုတ်ဖို့လေးပဲသိနေထောင်ပေးနိုင်တယ်ဆိုတော့သူဘလောက်ကြွားချမ်းသာမှုရှိလဲဆိုတာနော်အဲ့ဒါပဲချင်လိုက်အဲ့လောက်ထိမြှောက်စားထားတဲ့အခါကျတော့နော် KNU ဘလုံးမှသူတို့လူအင်အားရောစစ်နဲ့အင်အားရောပိုက်ဆံအင်အားရော KNU ဘလုံးမှမရှင်လို့မရဘူးအဲ့ဒီမောင်ချစ်သူကိုဘလုံးမှဆန်လို့မနိုင်မရတဲ့အတွက်ကြောင့်ဒီနေ့ထက်ထိနော် KNU ရှုံးနေတာကဒါပဲအတိကဆက်ကောင်ကအဲ့ဒါပဲ နောက်တစ်ခုကဒီစကိုင်းတိုင်းတစိမှာဆိုလို့ရှိရင်နော်ကန်ထူမရွာမှာပုံချဲတယ်အဲ့ဒီမှာ NUG ရဲ့နော်တင်ကြားရဲ့ပညာတက်ကတော်ဒုတိယနှစ်နော်မှတ်တက်ထမိုးနော်တည်ဆုံးသွားတယ်ပုံချဲတဲ့ထက်မှာပါသွားအဲ့ဒီမှာ၁၁ယောက်တိတည်တယ်ဆိုတဲ့ဟာကိုဒီနေ့တင်မီဒီယာမှာတွေ့ရတယ်ဆိုတော့ဒီနေ့နော်စက်တင်ဘာလ28ရက်နေ့မှာတင်မီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆွေးကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ